ခုလို့ဆိုရင်တနိုင်ငံလုံးကလေတချို့သောအကြောင်းအရာတွေကိုကြားပြီးသားဖြစ်မှာပါနော်ပြောချင်တာတော့ချူလီကိစ္စပါချူလီဟာအီချိုဘူရောက်ချာနေဖော်ပြနေဆိုပြီးတော့ online ပေါ်မှာသတင်းတွေတက်လာတာကိုကျွန်တော်နေနေတွေ့ရပါတယ်ချူလီကတော့ MRTV4 မှာထိတ်တန့်မင်းသမီးတယောက်ပဲဖြစ်ပါတယ် MRTV4 ကနေတက်လာပြီးတော့မြန်မာနိုင်ငံမှာ Academy ရတဲ့မင်းသမီးတွေကရှားပါတယ်အခုတော့မင်းမြမိုးနဲ့ချူလီကမြန်မာရုပ်ရှင်လောကမှာ MRTV4 မင်းသမီးတွေအနေနဲ့ထိတ်ဆုံးကနေဦးဆောင်ပြီးတော့ Academy စုကြီးတွေယူပြနေပြီလေဖြစ်ပါတယ် ဒီမှာမှလေးစားဖို့ကောင်းပါ रे ဂျူလီယာတို့မြန်လောကမှာအောင်မြင်သလောက်နော် personal ကိစ္စနော်လူမှုရေးကိစ္စမှာတော့ဗီဇာရှုပ်တယ်ပြီးတော့မိမရှိတဲ့ကလေးရှိတဲ့နော်တတိယတွေနဲ့ဖောက်ပြန်တယ်ဒါလည်းလုံခရဲနှစ်တွေကနော်ဘန်ကောက်မှာဂျူလီယာဖောက်ပြန်မှုတွေကိုဓာတ်ပုံတွေနဲ့တကွနော်ခစ်စင်ပြီးတဲ့နော်ဗီဒီယိုဖိုင်တွေရုပ်ပုံတွေပြန်တက်လာပြီးတကလားတိုင်းကလုံးဝလေးဂျူလီဆိုတာဘာကောင်းလဲဆိုတာကိုပြီးသွားခဲ့ကြပြီဖြစ်ပါတယ်ဒီချိုပေါ်နေတယောက်ချာကတော့ ကောင်းမွန်ဆုံးမိသားစုဘဝကိုတည်ဆောက်နေကြတဲ့သူတွေဖြစ်တယ်။ပြီးယောက်ျားမိုးစရာဆိုရင်တော့ဖြစ်ချင်းမျိုးသားဖြစ်တယ်။ဘန်ကောက်မှာပဲခြေချနေထိုင်ပြီးတော့ဇီဝိုင်းလုံကများစွာကိုလုကိုင်းနေတဲ့ခရိုနီတတိတယောက်ပဲဖြစ်ပါတယ်။နော်။သူတို့ယောက်ျားမိသားစုဘဝဟာအင်တာမအေဂျင့်ပါတယ်။အခုမှဆိုရင်လည်းပဲသူတို့ဟာသမီးလေးကိုပိုင်းဆိုင်ထားပြီးတော့အင်တာမချင်းချင်းတားရတဲ့မိသားစုဘဝကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ဒီလိုချိန်မှာပဲတနည်းတွေထပ်ပေါ်လာတာကတော့ဂျူလီဟာအီထဘွေယောက်ျားနေအီစီလီတွေလောက်ပြီးတော့ဘန်ကောက်မှာဖောက်ပြန်မှုတွေလုပ်နေကြောင်းလေတတိတွေကတော့ထပ်ပေါ်လာနေပါတယ်။ ဘူးကမှတော့အတိမမပြူသေးပါဘူးအတိချာတော့မတိရသေးပါဘူးခုချိန်မှာတော့အီချိုဘောရောက်ကြဘန်ကောက်မှာပဲနေထိုင်ပြီးတော့အီချိုဘောကတော့မြောင်းနေကမှာပဲအလိုမရလုပ်တွေကိုဆက်လက်လုပ်ကင်မှာဖြစ်တဲ့အတွက်သူကလေးနဲ့သူနေထိုင်နေကြအောင်တီးရပါဗျာလိုရင်းစစ်ဖြစ်မလဲစက်တီးရရင်တော့ပရိသတ်တွေကိုတင်းဆက်ပေးပါမယ်နော်